မင်္ဂလာပါရှင်။ဗမာခေတ်တဲ့တရင်ဌာနမှာပြန်လည်ကြိုဆိုလိုက်ပါရရှင်။ရွေးကောက်ချိန်မှစပြီးဇွန်လ3ရက်နေ့မြန်မာနိုင်ငံစိတ်ဝင်စားပွဲထိတ်တန့်ရောက်တဲ့တရင်များကိုအစီရင်ခံတင်ဆက်ပေးပါမယ်ရှင်။ပထမအဆုံးတရင်လေးနဲ့ AATNL နဲ့ MNDA မြောက်ပိုင်းမှာမိငင်းအောင်၃ဘဲကအပြည့်အခက်ရစေးတလထက်မှန်တက်တန်းတုံမြင့်ဟုကြေညာဆိုတဲ့တရင်ပဲဖြစ်ပါရရှင်။ အရက်ကောင်တမရော A ပလောင် DNL နဲ့ကိုကန် MNDA တို့ပါဝင်သောမြောက်ပိုင်းမှာမိငင်အောင်သုံးဘွဲကအပြစ်ခက်ရစေးတလာထက်မှန်တုံမြင့်ချောင်းရှမန်နီဇွန်လာနေ့ရက်တွင်ထုတ်ပြန်ကြေညာသည်ငလင်းနှုတ်ဆက်တဲလုပ်ငန်းများနှင့်ဆက်ဆက်၍တိုက်တာဆောက်အောင်များရှင်းလျင်းနေလူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်နိုင်ရန်တို့အတွက်တစ်ဖက်သက်အပြစ်ရက်ကာလကိုနောက်ထပ်တစ်လတက်တန်းတိုးခြင်းဖြစ်ကြောင်းမြောက်ပိုင်းညင်အောင်မမိတ်သုံးဘွဲကဆိုသည်စကိုင်းမန္တလေးရှမ်းပြည်နယ်ပဲခူးတိုင်းနှင့်နေပြည်တော်အပါအဝင်မြန်မာနိုင်ငံနေရအနှံပြားရီမတ်လ20ရက်နေ့မှ30ရက်နေ့အထိရက်များ အတွင်းလှုပ်ခတ်ခဲ့သောပြင်ယာ9.9အဆင့်ရှိအင်အားဖြင့်ငလျင်ကြီးနှင့်နောက်ဆက်တွဲငလျင်ငယ်များကြောင့်ပျက်စီးဆုံးရှုံးသွားသောလူနေတိုက်တာအဆောက်အုံများသာသနေ့ကအဆောက်အုံများနှင့်တမိုင်းဝင်အမွေနှင့်များကိုရှင်းလင်းဖိရှားရန်ငလျင်ပျက်စီးအဆောက်အုံများကြောင့်အသက်ရှင်ကျန်ရသောလူနေအိမ်မွေးသတိဆန်များကိုရှာဖွေကယ်ဆယ်လုပ်နိုင်ရန်အတွက်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာတစ်ဖက်သက်ပြည့်ရစေသောထုတ်ပြန်ချက်ကိုမဟာမိတ်သုံးဘွေကဧပြီလနှင့်မေလနှစ်လကြာထုတ်ပြန်ခဲ့ကြောင်းသိရှိရသည်။ထို့ရရင်ကယ်ဆယ်လုပ်ငန်းဆင်များသည့်နှစ်လကြာသည့်တိုင်အောင်ရှင်းလင်းဖိရှားရေးလုပ်ငန်းများဆောင်ရွက်ပြီး ်စီမှုမရှိသေးပြင်မိုးသေးတန်စွာရွာသွန်း၏အဆောက်အုံများထမံပြိုကျပျက်စီးမှုများရှိနေသေးကြောင်းထို့ကြောင့်နောက်ဆက်တွဲလုပ်ငန်းများနှင့်ဆက်ဆက်သောလုပ်ငန်းများဆက်လက်ဆောင်ရွက်နိုင်ရန်အချိန်ထပ်မံလိုအပ်သောကြောင့်ဇွန်လ၂ရက်နေ့မှဇွန်လ30ရက်နေ့အထိလူသားချင်းစာနာထောက်ထားမှုဆိုင်ရာတစ်ဖက်သက်အပြစ်ရဲ့ကာလကိုထပ်မံရေးတည်တံ့တိုးလိုက်ကြောင်းသိရှိရသည်။ မြောက်ပိုင်းညင်တော်မမိတ်သုံးဘွဲအနေဖြင့်စစ်ကောင်စီနှင့်တိုက်ပွဲဖြစ်ပွားလျက်ရှိသောနေရာများတွင်မိမိကိုမိမိခုခံကာကွယ်သောတုံ့ပြန်မှုမျိုးမှလွဲ၍စတင်ထိုးစစ်ဆင်တိုက်ခိုက်ခြင်းမျိုးပြုလို့မိမို့ကြောင့်တည်ပြီးကြီးညာထားသည်အကြံဖက်စစ်ကောင်စီကလည်းဇွန်လ၁ရက်နေ့မှဇွန်လ30ရက်နေ့အထိရာရည်ပြည့်ခက်ရစဲထားမျိုးထုတ်ပြန်ကြီးညာထားတော့လေလက်တွေတွင်မူလေးချောင်းတိုက်ခိုက်မှုများနှင့်စစ်ကြောင်းထုံမှုများကိုဆက်လက်လှုပ်ဆောင်နေစေဖြစ်သည်မတ်လ20ရက်နေ့စကိုင်းကလင်းကြီးလှုပ်ခတ်ပြီးနောက်အကြံဖက်စစ်တပ်ကလေးချောင်းတိုက်ခိုက်မှုပေါင်း905ကြိမ်ပြုလုပ်ခဲ့ပြီးပြည်သူ၄ 36သေဆုံးခဲ့ကြောင်းအကြံဘက်စစ်တပ်ကမတ်လ28ရက်နေ့မှမေလ23ရက်နေ့အတွင်းရှန်ကုန်နှင့်နေပြည်တော်မှလွေရည်ကျန်တိုင်းနှင့်ပြည်နယ်များတွင်လေကြောင်းတိုက်ခိုက်မှုပေါင်း905ကြိမ်ထိပြုလုပ်ခဲ့ရာပြည်သူ436သေဆုံးပြီး122ဦးဒဏ်ရာရရှိခဲ့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရလူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားသည်။ ဆက်လက်ပြီးထိုင်းမြန်မာနယ်စပ်ရှိတေဘောဘိုးစစ်ကောင်းစီတက်စကန်ကို KNL တပ်ကဒရုန်းများဖြင့်တိုက်ခိုင်းနေပြီးပြည်သူ900ကျော်ထိုင်းဘက်သို့တိမ်းရှောင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်ရှိတေဘောဘိုးစစ်ကောင်းစီတက်စကန်ကို KNL ကဒရုန်းများဖြင့်ပုံကျဲတိုက်ခိုင်းနေပြီးပြည်သူ900ကျော်ထိုင်းဘက်သို့ထွက်ပြေးလာကြောင်းထိုင်းသတင်းဌာနများကသတင်းဖော်ပြသည်။ရှမန်နီဇွန်လ2ရက်နေ့ကရင်ပြည်နယ်မြောက်ရီမြို့နယ်ထိုင်းမြန်မာနယ်စပ်ရှိတေဘောဘိုးစစ်ကောင်းစီတက်စကန်ကို KNL ပူးပေါင်းတပ်များကဒရုန်းများဖြင့်ပုံကျဲတိုက်ခိုင်းနေပြီးပောက်ကွဲသံများကို ထိုင်းဘက်ချမ်းမကြာနေရကြောင်းတေဘောဘူစကန်နေထိုင်းမြန်မာနယ်စပ်နဲ့1ကီလိုမီတာသောကောက်ဝဲပြီးစစ်ကောင်စီတပ်ကလည်းလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်မှုတစ်ဆုံရှိကြောင်းသိရှိရသည်။လက်တလုံးထိုင်းမြန်မာနယ်စပ်တွင်စစ်ကောင်စီတပ်စခန်းငါးခုသာကျန်ရှိတော်ပြီးဥက္ကရထတေဘောဘူဝေါ်လီပြူဟာကုန်းတိသေးလေစခန်းထိကပ်ပလေစခန်းတို့သာကျန်ရှိတော်သည်။ထိုင်းမြန်မာနယ်စပ်တွင်တိုက်ပွဲများဖြစ်ပွားနေသည့်အတွက်ကရင်ပြည်နယ်ဘက်မှပြည်သူ900ခန့်ကိုထိုင်းနိုင်ငံဘက်သို့ထွက်ပြေးတိမ်းရှောင်လာပြီးနေရာသုံးခုတွင်ဒုက္ခသည်များကိုလက်ခံထားကြောင်းထိုင်းသတင်းဌာနများကဆိုသည် ထိုင်းစစ်တပ်ကလည်းတိုက်ပွဲများဖြစ်ပွားနေသည့်ထိုင်းမြန်မာနယ်စပ်တလျှောက်တွင်လုံခြုံရေးတိုးမြင့်ထားပြီးအချိန်ပြည့်ကင်းလည်းအသင့်နေရယူထားကြောင်းသိရှိရသည်။ KNU ကမက်ချ်လာဧဘရလနှင့်မေလာတွင်နေထိုင်းမြန်မာနယ်စပ်အနီးမှာစစ်ကောင်စီပုလုတုခလေတီတခေါ်ဝီကီမော်ဖာသူစခန်းတာလေစခန်းများမေလာဘလက်တိုမော်ခီဘီးရင်အောင်စခန်းကိုကနေလီစခန်းနှင့်ရွှေရင်းမြိုင်တက်စကန်တို့ကိုဇက်တိုက်တိုက်ခိုက်သိယူနိုင်ခြင်းဖြစ်သည်။ဆလတ်တင်ဆက်ပေးမယ့်တွင်အကြောင်းအရာကတော့စစ်ကောင်စီကအလို့ရှင်နေသောနိုင်ငံရေးလှုပ်ရှားသူများ CDM များနှင့်စစ်ပြေးရေးပြေးစုစု ပေါင်းလူ9000စည်ရင်နှင့်ကိုရီးအချက်အလက်များကိုရုရှားနေပညာ PSMS application နဲ့ကနေဦးထည့်သွင်းစစ်ဆေးနေဆိုတဲ့တွင်ပဲဖြစ်ပါရခြင်း။အကြမ်းဖက်စစ်ကောင်စီကအလို့ရှိနေသောနိုင်ငံရေးလှုပ်ရှားသူများ CDM များနဲ့စစ်ပြေးရေပြေးစုစုပေါင်းလူ9000စည်ရင်ကို Person Securitization and Modernization System PSMS application နဲ့ကနေဦးထည့်သွင်းပြီးနိုင်ငံတော်ဝန်လုံးလုံခြုံရေးဂိမ်းများတွင်စစ်ဆေးလျက်ရှိကြောင်းနေပြည်တော်စစ်ဘက်တွင်ရေမြစ်ကပြောဆိုသည်။ရုရှားကအဓိကတာဝန်ယူရေးဆွဲပြီးတော့ PSMS application ကိုစစ်ကောင်စီကရေးဆွဲထုတ် ်လုပ်လိုက်ပြီးအဆိုပါအပလီကေးရှင်းမှာစစ်တပ်ရဲနှင့်လောကများတည်တံ့အုံပြုဆစ်စေးရန်နာဖြစ်ကြောင်းဆစ်စေးရေကိများလေးစိတ်ရေစိတ်မြို့ဝင်ထွက်ကိများနဲ့ကားကိများရှိစစ်ကောင်စီတပ်ဖွဲ့ဝင်များထရေးအုပ်ရဲနှင့်လောကများတန်သူအပလီကေးရှင်းများခြားထားပေးကြောင်းအဆိုပါအပလီကေးရှင်းကိုဝင်ရောက်ရန်ကိနှင့်ပတ်စော်များကိုစစ်ကောင်စီကတင်းကျပ်စစ်ဆေးစွာခြားထားပေးပြီး PSMS application အတွင်းရှိအချက်အလက်များကိုနေပြည်တော်ကတိုက်ရိုက်ထိန်းချုပ်ထားကြောင်းရင် PSMS application တွင်စစ်ကောင်စီကအလိုရှိနေသောနိုင်ငံရေးလှုပ်ရှားသူ CDM များနှင့်စစ်ပြေးရေးပြေးလူစည်ငါ တိုင်းကိုရဲချက်လက်များကိုကနဦးထည့်သွင်းတာကြောင့်သိရှိရသည်။အဲဒီ PSMS ကစစ်စေးခိတ်တွေရဲ့ကွန်ပျူတာတွေမှာလည်း install လုပ်ထားတယ်။တက်ရဲနဲ့လာဝကတွေရဲ့ mobile phone တွေမှာလည်း install လုပ်ထားတယ်။ကန့်သက် application မှာအဲဒီအတဲမှာလူတဦးရဲ့မွေးသက်ကြက်အမှတ်ပုံတွေမိဘနံပါတ်တွေရိုက်ထည့်လိုက်တာနဲ့ဒီလူကနိုင်ငံရေးပြည်မှုကင်းရှင်းသလားမကင်းရှင်းဘူးလားဆိုတာပေါ်တယ်။ CDN နိုင်ငံရေးပြည်မှုနဲ့စစ်ပြေးရေးပြင်း9000ရဲ့ကိုရဲချက်လက်တွေကိုအဲဒီအတဲမှာထည့်ထားတယ်။ဥပမာ CDN တဦးကခေးထွက်လို့သူ့မှတ်ပုံတင်နံပါတ်ကိုစစ်စေးခိတ်မှာ PSMS application ်ရှင်းတဲ့စလိုင်း CDN ဖြစ်ကြောင်းချက်ချင်းပေါ်တယ်။အဲဒီခါချက်ချင်းဖန်ခိုင်းထားတဲ့ဟုနေပြည်တော်စစ်ဘက်တရင်ရင်မြစ်ကပြောဆိုသည်။လက်ရှိတွင်စစ်ကောင်စီက PSM application ကို version 1.2ဖြင့်စတင်သုံးပြနေပြီးကနအိုစစ်တပ်ကအလို့ရှိနေသောလူဦးရေ9000ကျော်၏အချက်လက်များထည့်သွင်းတာကြောင့်ထပ်မံရေး application ကိုအစင်းမြင့် upgrade လုပ်နေပြီးနောက်တူးအလို့ရှိနေသောစီးရင်များကိုထပ်မံဖြည့်တင်းနေကြောင်းသိရှိရသည်။ အဓိကနိုင်ငံရေးမှုစစ်ပြေးရေးပြေးရေဘက်ပြေးတရခန့်ပြေးဆိုတဲ့ပြေးလေးပြေးစီးရင်တဲ့အစံဖတ်မှုတိုက်ပြည့်ရေးဥပဒေနဲ့အမှုဖွင့်ထားသူတွေစီးရင်ကိုအဲ့ဒီထဲမှာထည့်ထားတယ်။ကနအိုဗာရှင်1.2မှာလူကြီး9000အထက်စီးရင်ထည့်ထားတယ်။တဖြည်းဖြည်းအဆင့်မြင့်နေတယ်။နောက်ဆိုရင်တာမန်ရောက်ဆွေးမှုနဲ့စစ်မှုရန်တင်းဆောင်စီးရင်တွေပါထည့်သွင်းမှုအဆင့်မြင့်နေတယ်။အဲ့ဒါကရုရှားနေပညာ People Surveillance Management System မှာအခုအဲ့ဒါကို version 2အဆင့်မြင့်ထုတ်ပြီးစစ်ဆေးဖို့ထပ်လုံနေပြီဟုနေပြည်တော်စစ်ပယ်သတင်းရင်းမြစ်ကဆိုသည်။စစ်ကောင်စီကလုံခြုံရေးစစ်ဆေးရန်တည်ထောင်ထုတ်လုပ်ထားသော ် PSMS application ကို၎င်းတို့အသိမဲ့ပြုထားသည့်ဖုန်းကွန်ပျူတာများတွင်သာ download လုပ်နိုင်ပြီးအခြားကွန်ပျူတာနှင့်ဖုန်းများကကိုယ်ယူခြင်းမပြုနိုင်ပေလုံခြုံရေးအစီအမံကြောင့်လက်တလောစက်ကောင်စီကလို့ရှိနေသောလူ9000ဤကိုယ်ယူအချက်လက်ကိုစရင်ဖိုင်ကိုဖိုင်ပြင် blacklist အမည်ပြစရင်ဖိုင်အမည်ပေးထားကြောင်းသိရှိရသည်ဆက်လက်ပြီး American အတွက်မြန်မာပြည်အဘေးကြောင့်အရေးပါလိုက်ရသည်နည်းဆိုတဲ့တွင်စောင်းပါကိုတင်ဆက်ပေးပါမယ်ရှင်မြန်မာပြည်တာမန် American နိုင်ငံသားတို့အတွက်အလွန်စွာဝေးလံသောအရေးရှိနိုင်ငံတစ်နိုင်ငံကိုမှတ်ယူကောင်းမှတ်ယူနိုင်တော့လေ Indo-Pacific ဒေသရှိ American ခံလုံခြုံရေးအတွက်မူလွန်စွာအရေးပါလာပြီးဖြစ်သည်ဟု Jet Security website တွင်အချက်၃ချက်ကိုအာပြုတင်ပြလာသည်ပထမဆုံးအချက်ဖြစ်သည့် American တွင်ဒေတာရင်းတရုတ်၏ညံအားကိုဖြေလျှော့ပေးပြီးဘူမိနိုင်ငံရေးရင်ဩဇာတက်ရောက်နိုင်ရန်ကြိုးပမ်းလာနေသည်နှင့်အမျှမြန်မာနိုင်ငံတည်ရန်စာတမ်းများကိုရှာယူနိုင်ရန်မဖြစ်မနေလိုအပ်လာသည်ကချင်နှင့်ရှမ်းပြည်နယ်များတွင်ကမ္ဘာစည်းဝေးရေးအတွက်ရှေ့လျှောက်အရေးပါလာမည်ရှားပါမြေတပ်တို့များနှင့်အခြားအရေးပါသောတည်ရန်စာတပစ္စည်းများပေါများစွာရှိနေသည်ထို့သို့အရေးပါနေသည်ကိုကောင်းစွာသိထားသောပြည်ချင်းသည်လက်မဲကုမ္ပဏီများနှင့်တရားဝင်တူ ဖို့နေကြသောခိုင်းများကိုတုံကလဝဲကြီးအုံလန်းကြသည့်အတွက်တဘာဝပတ်ဝန်းကျင်နှင့်လူသားတို့အတွက်အနည်းကြီးကျရောက်လာပြီဖြစ်သည်။ Federal Democracy အစိုးရတရကောင်းစွာထပ်ပေါ်လာမည်ဆိုရင်တရုတ်၏လဝဲကြီးအုပ်စုထောက်မှုမှယုံထွန်းနိုင်ပြီးအနောက်အုပ်စုအတွက် Supply Chain ကြီးထပ်ပေါ်လာနိုင်ပြီ။ဒုတိယချက်ကမြန်မာသည်ရှေ့တောင်အာရှကုန်းမြေကြီးတွင်အချက်ချာကျသောနေရာတွင်ရှိနေ American ပြည်ထောင်စုအတွက်အခြေခံအဆောက်အုံကုန်သွယ်ရေးနှင့်စီးပွားရေးဆိုင်ရာချိတ်ဆက်မှုတို့တွင်လွန်စွာရေးပါနေသည်။ထို့အတွက်တည်ငြိမ်ပြီးဒီမိုကရေစီအစိုးရမြို့သေးသောတောင်နှင့်ရှေ့တောင်အာရှ ာကိုသာချိန်ဆက်ပေးနိုင်ပြီးအချက်အချာနေရာဖြင့်ပြောင်းလဲပြနိုင်စွမ်းရှိပေမည်တစ်ချိန်တည်းမှာပင်တရုတ်တို့ဩဇာလွန်နိုင်ပြီးလမ်းကြောင်းကိုလည်းတံမြန်ထိန်ညစ်ပေးနိုင်ပြီးဖြစ်သည်အမေရိကန်ပေါ်အာဆီယံနှင့်အင်ဒိုပစိဖိတ်ဒေသတွင်ဆက်ရဩဇာတည်ရောက်မှုကိုထိန်းသိမ်းထားလို့လည်းမြန်မာအောင်မဖြစ်မနေထည့်သွင်းစဉ်းစားရတော့မည်လည်းဖြစ်သည်တတိယချန်နယ်ဖြင့်အမေရိကန်တို့တံမိုထားသည့်စံနှုန်းများကိုထိန်းသိမ်းနိုင်ရန်မြန်မာသည်အရေးပါလာပြန်သည်21ရာစုတွင်ဒီမိုကရေစီထုံးကိုင်းဟျူမန်ချန်များနှင့်အာနာရှင်စနစ်ဖြင့်ဖိနှိပ်အုပ်ချုပ်မှုများကြောင့်လူမျိုးရေးအခြေခံမျိုးသားရေးဝါဒကြ ောင်ဖြစ်ပေါ်လာမည့်ကွဲပြားမှုနှင့်ဖြီသူလူတို့ပူပေါင်းပါဝင်လာမှုအကြောင်းလူမျိုးတုံးတပ်ဖြတ်မှုနှင့်တောင်းဝန်ရှိမှုတောင်းဝန်ခံမှုတို့အကြောင်းအားဖြန့်ရန်ကစားကွင်းကြီးထွက်ပေါ်လာနေပြီဖြစ်သည်မြန်မာတိုက်ပွဲသည်နေမြေစုံမှုရေးအတွက်သာမဟုတ်တော့ဘဲကျင်းဝတ်တရားပိုင်းနှင့်ဆိုင်လာသည့်ကိုမင်းကိုချင်းထင်ရှားဆိုင်နေသူများကိုစင့်ကျင်တွန်လှန်နေသူများပေါ်ထွက်လာသည့်အခါ အမေရိကန်ပြည်ထောင်စုကမြေသူဆောင်ရွက်သည်သို့မဟုတ်မဆောင်ရွက်ဘဲထားမည်ဆိုသည်ကအရေးကြီးလာသည်၎င်းတို့ဖို့လေနိုင်ငံပြန်လည်တည်ဆောင်ရေးအတွက်လက်များရုံးမြောင်ချီနှောင်ခံရသလိုဖြစ်နေမှသိကြတော့လေ၎င်းတို့နိုင်ငံကိုချရောက်ဘော်ကိုရက်တည်နိုင်မှုကမဖြစ်မနေရုံးကန်သွားကြရမည်သာဖြစ်သည်ဝါရှင်တန်အတွက်လုံမည်ဆိုရင်လုံရရသည့်မူဝါဒများရှိနေပြီဖြစ်သည်ရှခုအကတော်လိုင်းအဖွဲ့များစစ်မြေပြင်တွင်အောက်ဝဲရလာသည်နှင့်အများထရန်ဆိုရဖို့တိုင်းရင်းသားဖွဲ့စည်းများနှင့်အမျိုးသားညီညွတ်ရေးအစိုးရအားနိုင်ငံရေးအရာအသေးမှတ်ပြုနိုင်မည်အခွင့်အလမ်းထွက်ပေါ်လာနေပြီဖြစ်သည် ်လက်ရှိအနေထားတွင်တန်တမန်ရေးအရအတိမတ်မပြိုနိုင်သောညလေထိတွေ့ဆက်သွယ်မှုများတုံမြင့်ခြင်းထောင်လင်းရေးသတင်းများဝေငါခြင်းဤပညာပိုင်းပံ့ပိုးပေးခြင်းဒေတာတွင်ဆွေးနွေးပွဲများတွင်ပါဝင်စေခြင်းရွှေဝှက်ထွက်ပိုင်းအကူအညီပေးခြင်းတော်လိုင်းအဖွဲ့များ၏ထိန်းချုပ်နယ်မြေများတွင်အုပ်ချုပ်ရေးအကောင်အကူအညီပေးခြင်းမျိုးများဖြင့်မြန်မာနိုင်ငံ၏ဖက်ဒရယ်အနာဂတ်အတွက်အောက်ခြေမှဆောင်ရွက်ပြုစုပြောင်းထောင်ပေးနိုင်သည်ဒုတိယခြံနေဖြင့်လွတ်မြောက်သောဒေတာများတွင်အုပ်ချုပ်ရေးတည်ငြိမ်ခိုင်မြဲမှုရှိအောင်အမေရိကန်၏အာဆီယံနိုင်ငံများသို့မဟုတ်ကလည်းဂျပန်၏ GUAD အဖွဲ့ဝင်နိုင်ငံများ ား EU ရုံးနှင့်ပူးပေါင်း၍စောင့်ကြည့်ပေးနိုင်သည့်ထို့မှတစ်ဆင့်လူသားချင်းစာနာထောက်ထားမှုအကူအညီများနိုင်ငံရေးအတွင်းကိုပြောင်းမှုများအခြားဖွံ့ဖြိုးရေးအကူအညီများလည်းပေးနိုင်ပြီဖြစ်သည့်တတိယချက်အနေဖြင့်ဝါရှင်တန်သည်၎င်းတို့တွင်ရှိစီးပွားရေးရနိုင်ငံများကိုအလေးနက်ထားစဉ်းစားရမည်ဖြစ်သည့်တရုတ်နှင့်ဆက်နွယ်နေသည့်တရားမဝင်တူဖို့ထောက်ယူနေကြသူများတစ်ခုတ်လည်းထောက်ယူနေကြသူများအားဒုတိယရန်စာပိတ်ဆို့တန်ခတ်မှုများဖြင့်အရေးယူရမည်ငွေလင်ကိုင်းများလူကုန်ကူးနေကြသူများအားလည်းထိန်းချုပ်ထားနိုင်မှုလို့သည်ထို့တော်တွင်ဝါရှင်တန်သည်အာဆီယံနိုင်ငံများနှင့်ပူးပေါင်း၍ အနာဂတ်မြန်မာဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်အသည့်အတွက်လမ်းပြမြေပုံတည်းရဲ့ရေးဆွဲထားရမည်ဖြစ်သည့်ရခိုကဘုံမိနိုင်ငံ၏မြေကျော်ကြီးရွှေလျားနေသည်ကိုတရုတ်ပြည်ကောင်းစွာသုံးချနေပြီဖြစ်သည့်တရုတ်တန်တမန်များသည့်လာရှုရင်အလုံများနေကြပြီးအပြစ်ခတ်ရစဲရေးကိုဘက်ပါလောင်ဆွဲဆောင်နေကြသည့်ဝါရှင်တန်၏ရခိုကတုံနီဘာဝေးနှင့်ရှိပြီးသားပါတနာများကိုပင်မျက်နှာလဲခဲ့ပြစ်လှုပ်လာနေသည့်ဘုံမိနိုင်ငံရင်ပေါ်ပေါက်လာသည့်အလားလာများကမျက်စိတမိတ်လျှက်တပြတ်မျှသာဖြစ်သည့်မြန်မာနိုင်ငံပြည်ရင်းစစ်သည်အနေအထားအသည့်သို့ဝင်ရောက်လာနေပြီဖြစ်သည့်ရှင် င်ဖိနေအုပ်ချုပ်မှုများကတောင်ကနေဖြစ်ရများဖြင့်ပုံဖော်လာမည်လောအလုံးပအဝင်မြင့်တိငိမ့်မှုများသာဖြစ်လာမည်လောဆိုသည်ကမြမပြည်သူများပေါ်သားမကလာမည်လာများအတွင်အင်အားကြီးနိုင်ငံများကဗေလန်းကိုရွှေ့မည်ဆိုသည်ကလည်းမူတည်လာနေသည်ရှင်သည်အမေရိကန်အမျိုးသားလုံခြုံရေးအတွက်လည်းလွန်စွာအရေးပါလာနေ၍နီလန်းရှာဖို့လိုလည်လာပြီးဖြစ်သည်ဝါရှင်တန်နေဖြင့်ဆုံးဖြတ်ရဖို့ဖြစ်လာသည်ကရှေးရှောင်းအမေရိကန်အတွက်နေနောင်ဖြစ်ပျက်လာနေသည့်တမိုင်းကိုထိုင်ကျင်းနေမည်လားသို့မဟုတ်မြန်မာနှင့်အမေရိကန်နှစ်နိုင်ငံစလုံးအတွက်အကျိုးရှိစေမည့်တမိုင်းကိုကိုယ်တိုင်ရှိသ ော်မလားဆိုသည်ပင်ဖြစ်သည်မိမိအမည်ရဆုံးမှု trendy American နိုင်ငံသားဤမူဝါဒကိုစီးပွားရေးသမားပေးပြီးစိတ်ခံစားချက်မပါဘဲပကတိတည်ရှိနေမှုနဲ့ချိန်ထိုးသူဖြစ်သည်ဟုရေးလဲပြောလို့ရနေသည်ဥပမာဆိုရက Ukraine မြေတို့ပင်ဆိုသည် Russia ဩဇာစံဝမှရှုံးမထွက်နိုင်ထို့အတွက် Ukraine Democracy နဲ့လွတ်လပ်ခွင့်အတွက်အင်အားကြီးနိုင်ငံတနိုင်ငံအန်တူဖက်ပြိုင်နေပါကငွေကုန်လူပန်းရှုံသာရှင်မျိုးယူဆထားပုံရသည် မြန်မာအတွက်အထက်တွင်ပညာရှင်များထောက်ပြခဲ့သလိုမိမြပြင်အကျိုးရှိနေစေကမို့တရုတ်၏နောက်ဖေးချန်ဟုအမေရိကန်သမ္မတအဆက်ဆက်ယူဆထားကြသည်ထို့သူအမေရိကန်၏နောက်ဖေးချန်ယူဆထားသောလက်တင်အမေရိကတွင်တရုတ်တို့တည်တည်တသာဝင်ရောက်လာခြင်းမျိုးမရှိသေးကိုတွေ့ရသည်ထို့သူနှစ်ဦးနှစ်ဖက်ဖွင့်မပြောဘဲနားလည်မှုဖြင့်လက်ဆောင်နေကြခြင်းဖြစ်နိုင်စရာရှိနေသည်ပြည်သူများ၏တရားသောခုခံဆက်မုတ်ချအောင်ရမည်